လေကောင်းယောဂကုသရာမှာအသုံးပြုတဲ့ deflon ဆိုတဲ့ဆေးအကြောင်းစားတောက်နေထိုင်မှုပုံစံအရအသက်အရွယ်မြွေအဖြစ်များလာတဲ့ယောဂါတွေထဲမှာလေကောင်းယောဂလည်းပါဝင်ပါတယ်ဒီနေ့မှာတော့လေကောင်းယောဂကုသရာမှာထိရောက်တဲ့ဆေးတစ်မျိုးဖြစ်တဲ့ deflon ဆိုတဲ့ဆေးအကြောင်းကိုပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်ခင်ဗျာ deflon လို့လူတီများနေကြတဲ့နာမည်ကတကယ်တော့ဒီဆေးရဲ့ brand name ပဲဖြစ်ပါတယ် Deferon C မှာအဓိကပါဝင်တာကတော့ down spin နဲ့ hesperidin ဆိုတဲ့သဘာဝဓာတ်ပေါင်းနှစ်ခုပဲ ဖြစ်ပါလေ။ဂျီဓာတ်ပေါင်းတွေဟာအပင်ကအဓိကရတဲ့အကျိုးပြုဓာတ်ပေါင်းတွေဖြစ်တာကြောင့်ရောင်ရမ်းမှုတွေကိုချော့ချပေးပြီးတော့ဓာတ်တိုးစန့်ကျင်အာနိသင်ရှိတဲ့ဓာတ်ပေါင်းတွေပဲဖြစ်ပါတယ်။ Deferon C ဘလို့အလုံးလုံးလဲဆိုလို့ရှိရင်နော်။၁သွေးပြန်ကြောတွေကို အားကောင်းစေပါတယ်။ Deferon ဟာ သွေးပြန်ကြောအတွင်းမှာရှိတဲ့သွေးလက်ပတ်စီးဆင်းမှုကိုကောင်းမွန်စေပြီးတော့သွေးပြန်ကြောအတွင်းသွေးခဲခြင်းနဲ့သွေးကြောပိတ်ဆို့ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါလေ။လေကောင်းဆိုတာကဆိုနာကသွေးပြန်ကြောတွေဖူးယောင်ပြီးတော့ရောင်ရမ်းတာဖြစ်တဲ့အတွက် Deflon ကသွေးပြန်ကြောတွေရဲ့အရှိန်တွေကိုကောင်းမွန်စေပြီးတော့သွေးကြောရောင်ရမ်းတာကိုလျှော့ချပေးပါလေ။နှစ်သွေးကြောမြင်လေးတွေကို အကာအကွယ်ပေးခြင်း Deflon ဟာ ွေးကြောမြင်လေးတွေရဲ့နေရန်ကိုပုံမိုခိုင်မာစေပြီးတော့သွေးကြောမြင်လေးများမှာသွေးရိုစိတ်မှုမဖြစ်အောင်ကာကွယ်ပေးတာကြောင့်လေကောင်းကြောင်ဖြစ်တဲ့သွေးရိုစည်းကြာနာကျင်တာတွေကိုတတ်တာဈေးပါတယ်၃ရောင်ရမ်းမှုကိုလျှော့ရှာပေးခြင်းဒက်ဖရွန်ဟာရောင်ရမ်းနာကျင်မှုကိုဖြစ်စေတဲ့တက်ပစ္စည်းတွေဥပမာပရိုစတာဂလန်အီ2တရမ်ဘောင်စင်အီ2ထွက်ပေါ်မှုတွေကိုဟန်တာပေးပါတယ်ဒါကြောင့် လိတ်ကောင်းကြောင်ဖြစ်တဲ့နာကျင်မှု ရောင်ရမ်းမှုနဲ့ရားရံမှုတွေကိုလျှော့ရှာပေးနိုင်ပါတယ်လေးအနာကျက်မြန်အောင်ကူညီပေးခြင်းဒက်ဖလွန်ဟာဒက်တိုးစန့်ကျင်အာနိသင်ရှိတဲ့အတွက်ဆဲတွေပျက်စီးခြင်းမှာကာကွယ်ပေးနိုင်ပြီးတော့ဒဏ်ရာအမြန်ကျက်အောင်ကူညီပေးနိုင်ပါတယ်ဒက်ဖလွန်ဆေးကို လေကောင်းယောဂကုသရာမှာအဓိကအသုံးပြုတာဖြစ်ပြီးတော့ခြေထောက်သွေးပြန်ကြောတွေထုံးတဲ့ယောဂနဲ့ အကျောဆွဲတဲ့အခြေအနေတွေမှာလည်းအသုံးပြုကြပါလေအသုံးပြုတဲ့ယောဂအခြေအနေလိုက်ဆေးရပမာဏကကွာရှားသွားနိုင်ပါလေဘလို့တော့အောင်လဲဆိုလို့ရှိရင်ငါရာရှိလေကောင်းယောဂသမားတွေအတွက်ဆိုလို့ရှိရင်တော့900မီလီဂရမ်ပါဝင်တဲ့ဆေးကိုတနေ့ကိုနှစ်ကြိမ်ခန့်တောက်အောင်ဖြစ်ပါလေရုတ်တရက်ဖြစ်ပေါ်လာတဲ့လေကောင်းယောဂသမားတွေအတွက်ဆိုလို့ရှိရင်တော့ပထမ၄ရက်မှာ1000မီလီဂရမ်ကိုတနေ့ကို3ကြိမ်ခန့်တောက်ရတာမျိုးတွေရှိပါတယ် ်သွေးပြန်ကြောထုံးတဲ့ယောဂအတွက်ဆိုလို့ရှိရင်တော့900မီလီဂရမ်ကိုဒီနေ့ကိုနှစ်ကျင်းတောက်အောင်မှာပဲဖြစ်ပါတယ်ဈေးပမာဏနဲ့တောက်သုံးမဲ့ကာလကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးဖို့တော့လိုပါတယ်ဒက်ဖလွန်ဈေးကို အစနဲ့တွဲပြီးတောက်တာက ပိုပြီးတော့ထိရောက်နိုင်ပါတယ်တကယ်လို့ဒက်ဖလွန်ဈေးတောက်နေစဉ်မှာဈေးတောက်ဖို့မေးခဲ့တယ်ဆိုရင်တတိယရရချင်း ပြန်တောက်ဖို့လိုပါတယ်ဈေးတောက်ဖို့တတိယရတဲ့အချိန်က ောက်တစ်ကြိမ်ပြန်သွားမယ်အချိန်နဲ့ကက်နေတယ်ဆိုရင်တော့မေ့တဲ့အချိန်ကိုကြော်လိုက်ပြီးတော့နောက်တစ်ကြိမ်ပုံမှန်သွားမယ်ဆေးကိုအချိန်နဲ့ကိုက်ပြီးတော့သွားမှာဖြစ်ပါတယ်အဓိကအားဖြင့်ဆေးကိုနှစ်ကြိမ်သာပေါင်းတောက်တာမျိုးတွေမလုပ်သင့်ပါဘူးဒီဆေးကိုကိုဝင်ဆောင်မိခင်နဲ့နိုတိုင်မိခင်နဲ့အသေးယောဂါရှိတဲ့သူတွေကြောက်ကဲ့ယောဂါရှိတဲ့သူတွေကတောက်မယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တေရှာတိုင်ပင်ဖို့လိုပါတယ် Deflon ဆေးက ဓမ္မဝတ်တော်ပေါင်းတွေကိုအရှိခံထားတဲ့ဈေးတမျိုးဖြစ်တာကြောင့်အများအားဖြင့်ဘေးကင်းတဲ့ဈေးလို့ပြောလို့ရပါတယ်။ဘေးရွက်ဆူးကျူးအနေနဲ့တခါတည်းရံမှာဝမ်းသွားတာအစာမကြည်ဖြစ်တာငူးတာအန္တရာယ်ဖြစ်နိုင်တယ်ဆိုပေမဲ့ပြင်းထန်တာမျိုးတွေတော့မရှိတတ်ပါဘူး။တကယ်လို့ဈေးကိုတောက်သုံးနေချိန်မှာ ထူးခြားတဲ့လက္ခဏာတစုံတရာဖြစ်ပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။ ဒေဗလွန်စေးဟာလေကောင်းယောဂကုသရာမှာအရှိန်တိုအတွင်းခိရောက်မြန်ဆန်သောတက်တာဈေးတိုင်းနဲ့ဈေးဖြစ်ပေမဲ့ဈေးရဲ့အာနိသင်ကိုပုံမူထိရောက်စေဖို့အတွက်ဆိုရင် စားတော့နေထိုင်မှုပုံစံကိုလည်းအထူးကယူဆိုင်ဖို့လိုပါတယ်။လေကောင်းယောဂခံစားနေရတဲ့သူတွေအနေနဲ့အမြင်တတ်ပါတဲ့အသီးအရွက်တွေကိုမျက်များစားပေးပါ။ရေများများတောက်ပါ။အရှိန်ကြာကြီးရက်တာထိုင်တာပြီးမလုပ်ပါနဲ့။ပုံမှန်ကိုလက်လှုပ်ရှားမှု ပြုလုပ်ပါ။ တင့်တော်တဲ့ကိုလေးချိန်ကို ထိမ့်သိမ့်မှာအလေးပင်မာတာတွေကိုရှောင်ကျင်ဖို့လိုပါတယ်။ဒါဆိုရင် deference ရဲ့အကျိုးသက်ရောက်မှုကိုပိုကောင်းစေမှာဖြစ်တယ်လို့ယောဂလက္ခဏာတွေပိုသက်သာအောင်လည်းကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။တကယ်လို့ deference နဲ့ကုသနေတာ15ရက်လောက်ကြာပြီးနောက်ယောဂအရှိန်ကတိုးတက်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ပြတ်သားနေတဲ့ဆရာဝန်နဲ့ပြန်တိုင်ပင်မှုလိုကြောင်းကျွန်တော်ကဘုဒ္ဓတအနေနဲ့မျှဝေလိုက်ရပါတယ်။ ဒါကတော့လေကောင်းယောဂကုသရာမှာအသုံးပြုတဲ့ Deflon C အကြောင်းကိုကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။